မင်္ဂလာပါဆိုဒီနေ့ကျွန်တော်တို့ခုနှစ်ရက်နေ့ဆက်တလာပိုင်းအတွက်ကဘာရွှေကိုတရက်တာ analysis ပြုလုပ်ပြသွားမှာဖြစ်ပါတယ်ဆိုဒီကနေ့အတွက် analysis မလုပ်ခင်မှာမနေ့ကကျွန်တော် analysis လုပ်ခဲ့တဲ့ market structure ကိုတစ်ချက်လောက်ပြန်ပြီးတော့ follow လိုက်ကြည့်ကြအောင်ပေါ့နော် so အရင်တော့ကကျွန်တော်ပြောခဲ့တယ်လက်ရှိကဒါ iPhone time frame ရဲ့ market structure ထဲမှာရှိနေရောပေါ့နော် iPhone time frame ထဲမှာ market structure ကတော့ဟိုဆိုဟိုရင်တော့က trend chain သွားတယ် trend chain သွားပြီးမှကျွန်တော်နေတဲ့ပူပတ်ပြန်လာထားတယ်ပေါ့နော် so ပူပတ်ပြန်လာတယ် higher high so higher low လက်ရှိအနေထားမှာသူဒီဒီ order volume ကနေအပေါ် high high ဆက်သွားဖို့ပြင်နေပေါ့နော်နေရအလောက်ရှိပြီပေါ့နော်ဒါ session မသွားပြီးမဲ့ဒီလက်ရှိ တည်ဆောင်ထဲမှာပဲသူပြေးနေအောင်ကိုကျွန်တော်သိရလိမ့်မယ်ဆိုတော့လက်ရှိကကျွန်တော်ဒီမှာဆိုရင်ဒါ A4 time frame ကနေ H1 time frame စဉ်းကြည့်လိုက်တဲ့အခါမှာ H1 time frame ရဲ့ market structure ကိုကျွန်တော်ဒီမှာဆိုရင်အဲဒီဘက်ကဘူးဘက်ပြင်လာထားတယ်လက်ရှိ higher ကိုဆက်သွားဖို့ပြင်နေတဲ့ market structure တစ်ခုကိုကျွန်တော်သိရလိမ့်မယ်ဆိုဒီကနေ့အတွက်လည်းကျွန်တော်တို့အနေဖြင့် market structure တွေကိုကြည့်တဲ့အခါမှာအယောင်းဝယ်လုပ်ဖို့စဉ်းစားတဲ့အခါမှာဒီဆုံး important မှာပဲကျွန်တော် focus ထားရပြပေါ့နော်တခြားကျွန်တော်တို့ဟိုးရင်းလုံးကကြံခဲ့တဲ့ဥပမာဆိုရင် သုံးလေးရက်စာလောက်ကိုကျွန်တော်တောင်းကြည့်ချင်မလို့ဆိုတော့ဒါဆိုရင်လက်ရှိကျွန်တော်အဓိကဖုတ်ကထားမယ်ဆိုရင်ဒီဆွေးဟိုက်ကနေဒီဆွေးလို့တော်တွင်ပေါ့နော်ဒါကြီးကျွန်တော်ဖုတ်ကထားမယ်ဆိုတော့အဲ့ဒီအတွက်ကျွန်တော်နေဖြစ်ဒီ time frame ကိုမှကျွန်တော်ဆိုရင်ကျွန်တော် h1 time frame ရဲ့ markup ဆိုတာကိုကျွန်တော်ဒီမှာတစ်ချက်ပြန်ပြီးတော့မှပြပေးမယ်ဆိုမနေ့တုန်းကတော့ကျွန်တော်ဒီမှာဆိုရင်ဒါ h1 တာဖီမကဆိုကျွန်တော်ပြောခဲ့တယ်ဒီမှာဆိုရင်သူကမနေ့တုန်းကဒါပူပတ်ဟိုတော့ကျွန်တော်ဒီပြောခဲ့တဲ့ဒီဆုံး เนาะဟိုဆိုရင်မနေတုန်းကဟိုဆိုရင်ဒီဆောင်တစ်ခုရှိမယ်ဟိုဆိုရင်ဒီ trend line တစ်ခုရှိမျိုးပေါ့เนาะဒါသူ trend line ကိုဖောက်သွားတယ်ပေါ့เนาะ trend line ကိုဖောက်သွားပြီးမှသူ့အနေနဲ့ဒီမှာဆိုရင်မနေညာတုန်းကပူပတ်ပြန်လာတယ်အပေါ်တက်သွားတယ်ပေါ့เนาะဆိုဒီ trend ကိုဖောက်ပြီးမှပူပတ်ပြန်လာတဲ့နေရာမှာလဲဆိုတော့မနေတုန်းကကျွန်တော်တို့ပြောခဲ့တာတစ်ခုရှိပေါ့เนาะဆိုဒီညာမှာသူဒီအပေါ်တက်လာပဲတက်လာပြီးတော့မှကျွန်တော်ဒီမှာရှိရဲ swing high တယ်ပေါ့เนาะဒီ swing high တွေကိုသူက inducement တခုနေပြီးစားပြီးတော့အောက်ကိုပူပပြန်လာသွားတာဒါကိုလည်းကျွန်တော်တို့ညက Telegram group တွေမှာကျွန်တော်ရောင်းဖို့ကျွန်တော်ပြောခဲ့တယ်ပေါ့ညတော့ကလည်းကျွန်တော် Telegram group တွေမှာရောင်းဖို့ပြောခဲ့တယ်ဆိုတော့ရောင်းကြတဲ့လူတွေအားလုံးလည်းအပြက်တွေချားကြတယ်ပေါ့နော် so ကျွန်တော်တို့မနေ့ကပြောခဲ့တဲ့အတိုင်းပဲဒီဝင်းချင်းမှာသူ့အနေနဲ့ပူပပြန်လာပဲဒီမှာရှိတဲ့ inducement ကိုလာစားရတယ်ဒီကောင်ကနေသူကဒီ switcher fade သွားတာပေါ့နော် fade ပြီးတော့မှဆိုရင်အပေါ်ပြန်တက်လာတယ်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်တို့ပြန်ပြီးတော့မှအသေးစိတ် lower time frame မှာတစ်ချက်တော့ပြန်ကြည့်ကြည့်အောင် ခဏကကျွန်တော်တို့ A4 time frame market structure ရာသူဒီ higher low ကိုပိုပြောင်းလာတယ် higher ကိုဆက်သွားခဲ့တဲ့ D strand structure တခုမှာကျွန်တော်တို့ဒီမှာဆိုရင်လက်ရှိ H1 time frame မှာကြည့်လိုက်တဲ့အခါမှာ A1 time frame မှာဒီဟိုအရင်တုန်းကသူဒီ structure low ကို fade သွားတယ် fade ပြီးမှဒီမှာ trend chain သွားတယ်ပေါ့နော်ပထမတစ်ချိန်မှာ share ရဲစားတယ် okay အဲ့ဒီခေါင်ကိုအဲကျွန်တော်နောက်တစ်ချိန် separate သွားတယ် liquidity ပြန်လာစားပြီး adjustment လုပ်ပြီးမှသူဒီအပေါ်ပြန်ပြီးမှတက်သွားတယ် နော်โอเคတက်သွားခဲ့တဲ့ကမ္ဘာဒီမှာလက်ရှိပူပတ်ပြန်လာတယ်လက်ရှိကအပေါ်အပြည့်အဝနဲ့ပြန်တက်ဖို့လုပ်နေရပါဘောနော်ဆိုတော့လက်ရှိကျွန်တော်တို့ဒီမှာဆိုရင် H1 market structure အရကြည့်မယ်ဆိုရင်သူဒီဒီပေါ်ကိုဆက်တက်ပြီးတော့မှနောက်ထပ်အဲဟိုပေါ်မှာရှိတဲ့ဆွဲအကူသူက celebrate ဖို့အနေထားမှာရှိတယ်ဘောနော်ဒါပေမဲ့ဒါဒီကျွန်တော်လက်ရှိကအာဒီ market structure အရကိုကျွန်တော်တို့ပြောတာပေါ့နော်100%ဒီလိုဖြစ်မယ်ဆိုတော့100%ပြောလို့မရသေးဘူးအဲ့ဒီအတွက်ကြောင့် ျွန်တော်နောက်ထပ်သူထက်ပိုတည်ချတဲ့ confirmation ကိုကျွန်တော်ထပ်ဆောင်ကြည့်ရမယ်ပေါ့နော်။ Okay ဒါမှမဟုတ်ကျွန်တော်သိရမှာကလက်ရှိဒီ market ဒီ H1 တန်းဖိမှာသူဒီ uptrend သွားနေတာကိုကျွန်တော်သိရမယ်နော်။ So ကျွန်တော်ခဏမှမနေ့မှပြောခဲ့တဲ့ဒီမှာဆိုရင်ထောက်ဒီ order block ဆောင်ပေါ့နော်။ဒီ order block ဆောင်မှာသူ့အနေနဲ့ဒီမှာရှိတဲ့အကောင့်ကိုဒီဆွန်းလို့ကို inducement လုပ်ထားတယ်။ inducement လုပ်ပြီးမှကျွန်တော်တို့အနေနဲ့ဒီကြားထဲမှာသူဒီမနေ့တုန်းက trend chain သွားတာပေါ့နော်။ trend chain သွားပြီးမှသူဒီလက်ရှိအမှတ်ဘက်ကိုပြန်သွားတာကိုကျွန်တော်တို့သိရလိမ့်မယ်။ဟုတ်ကဲ့နော်။ So ဒါကိုမကြည့်ခင်ပါဘောနော်ဆိုမနေ့ညတော့ကကျွန်တော်တို့မဆိုရင်အယောင်းဖို့ကျွန်တော်တို့အနေနဲ့ဘလို့ကြည့်ပြီးမှအယောင်းကိုလိုက်လို့ရတယ်နော်အဲ့ဒါကိုကျွန်တော်တို့ပြောခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့မှတစ်ချက်တော့ကြည့်ကြည့်အောင်ဆိုကျွန်တော်တို့ခုနှစ်နာရီတုန်းကတော့ဒီမှာဆိုရင်ရှေ့မှာရှိတဲ့ swing high liquidity လာဆွေးတယ်ဒါပြီးမှကျွန်တော်တို့ဟိုမနေ့တုန်းကပြောခဲ့တဲ့ဒီပဲချမ်းပါဘောနော်ဒါဒီကျွန်တော်တို့ဒီ inducement ကို swing high liquidity တခုကိုသူကဆွေတာပေါ့နော်ဆွေမှကျွန်တော်နေပြီဒီမှာဆိုရင်ဒီကြားမှာကျွန်တော် trend change သွားတာပေါ့နော် trend change သွားတဲ့အခါမှာကျွန်တော်3 minutes time frame မှာကျွန်တော်ကြည့်လိုက်ရဲ3 minutes time frame မှာကျွန်တော်ကြည့်ပြီးမှဒီမှာဆိုရင်အဲ trend change သွားတယ်ဒီမှာဆိုရင်သူကပထမ trend change သွားတယ် trend change သွားပြီးမှဟိုတပည့် trend change သွားတာပေါ့နော်ဒီမှာဆိုပထမချိန်မှာအဲ liquidity နဲ့ share ro နဲ့လာပြီးတော့မှဆွေတယ်နောက်တစ်ချိန် sell ပြီးတော့မှ change သွားတယ်ဒီမှာဆိုရင်ပထမချိန်တော့ကျွန်တော်နေပြီဒီ fair value ကဝင်ချင်ကနေကျွန်တော်တို့အဲချက်ချင်း trade ပေါ့နော်အဲ light trade လို့လည်းတခါတည်းသူတို့ profit တွေရကြတော့ပေါ့နော်โอเคဒါဒီကျွန်တော်ဒီညာကနေ trade လို့ရတယ်နောက်တစ်ခုကဒီမှာဆိုရင် तू ဟာဒီ share မှာရှိတဲ့ကျွန်တော် London session လို့ရဲ့ liquidity ကိုလာဆွေးပြီးတော့မှ तू ကနောက်ထပ်တစ်ချက်ပေါ့နော်အပေါ်ပြန်တက်လာတယ်ပြန်တက်လာပြီးတော့မှကျွန်တော်မူရင်းဒီမိနစ်ကဒီရောင်းခဲ့တဲ့ဒီစုံကနေကျွန်တော် သူဒီအောက်ကိုနောက်တဲ့ချိန် inducement ပြန်လာလောက်တယ်ပေါ့နော်ပေါ်မှာရောင်းခဲ့တဲ့ဒီဇုံတစ်ခုမှာ तू က inducement ပြန်လာလောက်တယ် inducement ပြန်လာလောက်ပြီးမှ तू ဒီကျွန်တော်မနှိုးမနှိမပြောခဲ့တဲ့ဒီ trend ကိုပြန်လာထောက်ရင်းနဲ့ပေါ့နော်ကျွန်တော်ဒီမှာ share swing low liquidity ကိုပြန်လာတဲ့အထိကို तू ပြန်ကြားထားတယ်ပေါ့နော်ဒါဒီမနှိညတော့ကကျွန်တော်ဒီရခဲ့တဲ့ trade ဆက်ရက်တစ်ခုပေါ့နော်အဲ့ဒါဒီကျွန်တော်ဒီမှာဆိုပြန်ပြီးတော့ပြပေးတာဖြစ်တယ်နောက်တစ်ခုကျွန်တော် ဒီကျွန်တော်ခုနပြောခဲ့တဲ့ဒီ trend ကိုသူကလာထောက်ပြီးရဲ့အခါမှာဒီညာလေးကိုတစ်ချက်ကြည့်လိုက်။ Mouse center လက်ရှိကဆိုကျွန်တော်5 minute လောက်ကိုကျွန်တော်ပြန်ပြီးတော့မှပြပေးမယ်။မနေ့ညတော့ကသူကဒီပေါ်ကနေကြာလာပြီးတော့မှကျွန်တော်မနေ့မှပြောခဲ့တဲ့ Mouse center order block song ကနေသူပြန်လာတယ်။ Okay ဒီမှာဆိုရင် trend change သွားတာပေါ့နော်။ trend change သွားတာဖြစ်တဲ့အတွက်ဒီညာကနေကျွန်တော်နေ not ဒီမနေ့မှဆိုရင်သူကရှေ့မှာရှိတဲ့ဆွဲလုံးကို inducement ပြန်လာလောက်တယ်ပေါ့နော်။ inducement လောက်ပြီးမှကျွန်တော်ရှေ့မှာရှိတဲ့ order block song ကိုသူကပြန်လာတယ်။ပြန်လာပြီးတော့မှ အက်ထရန်အတိုင်းကိုသူကလက်ရှိအက်ထရန်တော့ကိုဆက်လက်သွားတော့ကိုကျွန်တော်သိရလိမ့်မယ်เนาะအင်းလက်ရှိ M 15မိနစ်เนาะ M 30မိနစ်အတိုင်းဖင်ရဲ့ market structure ကိုလည်းကျွန်တော်တွေ့လိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့เนาะလက်ရှိကဒီမှာဆိုရင်သူဒီရှေ့မှာရှိရဲ့ဆွဲအကူကြော်ပြီးမှ higher ကိုဆက်လက်သွားရပြီတချိန်ကျရင်သူဒီ higher လောက်ကိုပူပတ်ပြလာနိုင်တဲ့အနေထားရှိရဲ့လက်ရှိမှာဆိုရင်ကျွန်တော်ချင်းမှာဆိုရင်အဲဒါကျွန်တော်ဒီ favorite order block ဆောင်ရှိရပေါ့เนาะဒီ win ချင်းကနေသူဒီပူပတ်ပြလာနိုင်တယ်နောက်ချက်သူ့အနေနဲ့ဒီ နောက်တစ်ချိန်မှာ up trend အနေဖြင့် set သွားနိုင်တဲ့သဘောရှိရပါတော့။ Okay ဒါကတော့ကျွန်တော်တို့ပုံမှန်အတိုင်းပဲကျွန်တော် market structure ကြီးမှရောင်းဝယ်လုပ်ဖို့စဉ်းစားတာဖြစ်တယ်ပေါ့နော်။မနေ့တုန်းကကျွန်တော်တို့ပြောခဲ့တဲ့နော်ဒီ order block ဆုံးမှာကိုယ်အနေဖြင့် trade ကိုအမြင်ရယူခဲ့တယ်။ဟော inducement ကိုလာစားတဲ့ချိန်မှာခုနိဖြင့် trade ကိုရခဲ့တယ်ဆိုရင်တော့ကျွန်တော် risk ကိုအနည်းဆုံးနဲ့ကျွန်တော်တို့ဒီနေ့မှာ profit တွေဖြစ်နေပါလိမ့်မယ်နော်။ ဟင်လောဆယ်ကျွန်တော်ဒီကောင်လေးကို breakout structure လေးတွေချက်လောက်ပြတ်တက်မှတ်ကြည့်အောင်နော်သူဒီ so ultra market structure ဖြစ်နေတယ်ဆို ultra market structure ဖြစ်နေတဲ့အတွက်ကကျွန်တော်တို့အနေနဲ့ လက်ရှိကကျွန်တော်အဝယ်ကိုပဲအဓိကစဉ်းစားမှာပေါ့အဝယ်ဆိုတဲ့နေရာမှာလည်းကျွန်တော်ဒီပြင်တွေးတဲ့ဈေးထဲမှာဆိုတော့တော့ဝယ်လို့မရဘူးเนาะအဓိကသူဒီ upfront ဆိုတဲ့သဘောတရားအတိုင်းပဲသူဒီ higher high ကိုလာမယ် higher လောက်ကိုပြန်လာပြီးမှတခြားရင် higher ကိုပြန်ဆက်သွားနိုင်ဆိုတဲ့သဘောပဲအဓိကကျွန်တော်တို့အနေနဲ့အ confirmation တွေကိုကျွန်တော်တေချာလေးစောက်ပေါ့เนาะ time frame အကြီးအသေးကိုမြားကြီးပြီးမှ confirmation တွေကိုတေချာလေးစောက်ပြီးမှကျွန်တော် trader ကတော့အကောင်းဆုံးပဲပေါ့เนาะ Okay ဒါဆိုရင်လက်ရှိကျွန်တော်တို့ market structure နဲ့ပတ်သက်ပြီးတော့ဒီနေ့ဘာတွေဆက်ဖြစ်နိုင်လဲဆိုတော့ကိုကိုအနေနဲ့ဒါသဘောပေါက်လိုက်ပြီးတော့ကျွန်တော်ထင်ပါတော့ โอเคဒါဒီလက်ရှိ market structure တွေကိုအရှိခံပြီးမှကျွန်တော်တို့ analysis ပြုလုပ်ပြီးမှပြောပြသွားတာဖြစ်ပါတယ်အခုအနေနဲ့အကြောင်းဝယ်ပြုလုပ်တော့မယ်ဆိုရင်အခြေအနေအမျှပြောင်းလဲနေတဲ့ market structure တွေကိုတည်တည်ချာလေးပြန်ပြီးတော့မှ analysis လုပ်ပါလုပ်ပြီးတော့မှဝယ်သိရောင်းသိဆိုတာကိုအခုအနေနဲ့တည်ချာလေးပြန်ပြီးတော့မှအသုံးသက်ကြဖို့ကျွန်တော်ဒီကနေပြောပြချင်ပါတယ် so ဒီနေ့ analysis video ကတော့ဒီလောက်ပါပဲကျွန်တော်နောက်ထပ်တော့ video တွေမှာပြန်လည်ဆုံတွေ့ကြပါမယ် so bye bye